တရံယာဝပါပနာပိစတိယတာသပိစတိပါပံအထာပါဖို့ပါပါနိပတ္တိပါပေါ်ပြီလူယုံမာတိလေယာဝခြင်းများလကာလပတ်ဖို့ပါပံမကောင်းမှုသည်နပိစတိအကျိုးမပေးသည်တဝါထောအကျိုးမပေးသည်မြကာလပတ်လုံးဘဒ္ဒရံကောင်းကျိုးဒုက္ခတွေကိုပတ္တတိတွေးမြင် ခံစားရ၏ ယဒအကျဉ်ခါနှိတ်တော်ကအကျဉ်ခါနှိတ်တော်ကပါပံမကောင်းမုံသည်ပစ္စတိအကျိုးပေး၏အထဒောကနိုင်ပါပေါ်လူယုံမာသည် ပါပာနိမကောင်းကြောတော့ကိုပတ္တတိတွေးမြင်ခံစားရလေတော့၏တချို့သောပုဂ္ဂိုလ်တွေကမဟုတ်တာတွေလုံနေတယ်မဟုတ်တဲ့နည်းနဲ့စီးပွားရှာနေကြတယ်မဟုတ်တာလုံနေပေမဲ့လေးပဲကြီးပွားနေတဲ့ပုဂ္ဂိုလ်တချို့မရှိဘူးလားရှိတယ်တဲ့ ရှိတာပဲเนาะတချို့မမှန်တာပြောမကောင်းတာတွေလောက်မကောင်းတဲ့နှလုံးသားတွေနဲ့စီးပွားတွေရှာနေကြတော့ညာလေပဲစီးပွားဖြစ်တယ်ရှမ်းတာလေအိဆိုင်ရဲ့အရှင်ဝါရာထူးရဲ့အရှင်ဝါကြောင့်သူ့ကိုယ်လေးပဲလူတော်လူတွေကလေးလေးစားစားဆက်ဆံကြတယ်ကြောက်လေကြောက်ကြတယ်ဟုတ်ဒီတော့အများအမြင်မှာတာမန်ပုဂ္ဂိုလ်တို့ရဲ့အမြင်မှာ မ္မနတ္တိလို့ထင်စရာပဲကမ္မကုသောကံအကုသောကံတို့ရဲ့အကျိုးတရားဆိုတာနတ္တိဒီမှာရှိလို့လေသူဟာမကောင်းတာလုပ်နေတာပဲသူမှာကောင်းကျိုးတွေဖြစ်ထွက်နေတာဒီလိုမျိုးထင်တတ်တယ်တဲ့အဲ့ဒါကြောင့်မြတ်ဗုဒ္ဓကဒီဃာတာလေးကိုပြောတယ်ပါပို့ပြီးလူယုံမှာပင်ဖြညာတော်ညာလေးပဲလူယုံမှာပင်ဖြစ်ပါစေဥမကောင်းတာတွေလုပ်နေပါစေဥ အဲ့ဒီပုံပေါ်ရဲ့မကောင်းမှုဟာယာဝပါပန်နပိစတိအကျိုးမပေးသမျှကာလပန်တို့မရင်ကျေးသမျှကာလမရင်ကျက်သေးသမျှကာလပန်တို့အကျိုးမပေးဘူးသူကဗတ္တရာကတ္တတိကောင်းတာတွေပဲညီနေရတယ်။ဟုတ်ရဲ့လား။ဒီတော့ဥစဉ်တော့ငရုတ်တိကတော့ရှက်ရှင်းစရှက်ရှင်းဆက်တာပေါ့။ဥတဲ့အရာကိုရှက်ရှင်းတော့ရှက်ရှင်းပူတာပေါ့။ အဲဒါပေမဲ့တချို့အရာတွေကြာလို့ရှိရင်ရှက်ရှင်းလှုပ်လို့ရှက်ရှင်းမဖြစ်ဘူးဥပမာဦးဇင်းတို့တရက်စေးကိုစိတ်လိုက်တယ်ရှက်ရှင်းတရက်ပင်ပေါက်လာမပေါက်ဘူးအရှင်ခါစောင်းရရှက်ရှင်းတရက်တိမတိဓမင်းတို့ကိုရှက်လိုက်တယ်အရှင်မစောင်းရဘူးလားစောင်းရတယ်အေးစံကိုရှက်ရှိတို့ဂျာမပဲဓမင်းဆိုတာဖြစ်လာဒီတိုင်းပဲတဲ့သူကမကောင်းတာနဲ့လှုပ်တော့ညာလေးပဲ ကောင်းကျိုးတွေရနိုင်တယ်ဆိုတာအဲ့ဒီမှာကောင်းမွန်ဟာအကျိုးပေးရှင်မတန်သေးလို့ပါတဲ့ဝါမရင်ကျက်သေးလို့တဲ့ဟုတ်ရဲ့လားသူကအဟောင်းစားနေတာပေါ့ဘဝဟောင်းလုံးကအကောင်းတွေလုပ်ခဲ့တဲ့အခါမှာအဲ့ဒီအဟောင်းရဲ့ကောင်းကျိုးတွေကိုသူကစားသုံးနေတာတဲ့ယတအကျင်ခာနိုင်တော်ကပိစတိပါပံမကောင်းမွန်တွေကအကျိုးပေးလာပြီးအကျိုးပေးရှင်တန်လာပြီးဆိုလို့ရှိရင် ပါပိုးပါပါနိပတ္တိပါပိုးလူရောက်မှသည်ပါပါနိမကောင်းတဲ့အကျိုးတရားတွေကိုပတ္တိတွေးမြင်ခံစားရနေပြီမဟုတ်တာတွေလောက်လာပြီသက္ကာရကောင်းတယ်နောက်တော့မကောင်းတဲ့အကြောင်းတရားတွေကအကျိုးပေးရှိတန်လာပြီဆိုရင်သူ့မှာမြင်သမျှတွေ့သမျှခံစားရတာလေအလုံးဟာပါပါနေတဲ့ကောင်းတာတွေလာမှာလားမကောင်းတာတွေလာမှာလား မကောင်းတာတဲ့လာမှာမကောင်းကြတဲ့ခံစားရလိမ့်မယ်တဲ့ဒါပထမကာထာကပြောတာပေါ့နော်ဘဒ္ဒရောပိပတ္တိပါပံယာဝဘဒ္ဒရဏပတ်ဇတိယတာကပစ္စတိဘဒ္ဒရံအတာဘဒ္ဒရောဘဒ္ဒရာနိပတ္တတိဘဒ္ဒရောဘုရောကောင်းသည် ပတ္တပါပံမကောင်းကျိုးတွေကိုပတ္တတိခံစားရတယ်တွေ့မြင်ရတယ်။ဘာဖြစ်လို့ကောင်းတာလုံးနေပါလျက်နဲ့မကောင်းတာတွေဖြစ်နေတာလဲ။ယာဝဗတ္တရနပိစတိတဲ့။ကောင်းတဲ့အကြောင်းတရားတွေလောက်ထားပေမဲ့လည်းအဲ့ဒီကောင်းတဲ့အကြောင်းတရားတွေကုသိုလ်ကံတွေကနပိစတိအကျိုးမပေးသေးလို့ပါတဲ့။ယဒါစပိစတိဗတ္တရအကျဉ်းအခါနိုင်တော်က ကောင်းမွန်ကုသိုလ်သည့်ပဇတိအကျိုးပေးတယ်အထဒေါကနဲ့ပတ္တရသူတော်ကောင်းဒီပတ္တရာနည်းကောင်းမွန်ရဲ့အကျိုးတရားတွေကိုပတ္တတိတွေးမြင်ခံစားရတယ်ကောင်းတာတွေလုပ်တယ်မဲလေးပဲဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေအစင်မပြေဖြစ်နေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိတယ်မိဘကကောင်းရမွန်ရာရုံးဝေးပောက်ကားပြီးတော့လုံခြုံနေတဲ့ပုဂ္ဂိုလ်တွေကိုယ်မှရှိတာလက်သူများကိုသူများကို တက်နေတဲ့လောက်စွန့်ကျင်နေတဲ့ပုံကောတချို့ရှိတယ်သူတို့မှအစင်မပြေကြဘူး။အဲအစင်မပြေတာဒီတို့မိဘကိုလှုပ်ပြွေးနေလို့အစင်မပြေတာဒီလိုမှတ်ယူလို့ရပါမလား။မဟုတ်ပါဘူး။အစင်မပြေတာကအစင်မပြေမှုရဲ့အကြောင်းကတတ်တတ်။မိဘကိုလှုပ်ပြွေးခြင်းအကြောင်းတရားကတတ်တတ်။မိဘလှုပ်ပြွေးခြင်းဆိုတဲ့ကောင်းတဲ့အကြောင်းတရားကြောင့်အစင်မပြေဖြစ်နေတာဟုတ်ရဲ့လား။မဟုတ်ပါဘူး။အရှင်ကတော့နင်းနေတာပါ။ အရှင်ကတာနေနေလာပေါ့ဒါပေမဲ့သူ့အကြောင်းလဲသူ့အကျိုးပဲအစင်မပြေတာဒီအစင်မပြေဇေတက်တဲ့အကြောင်းတွေကိုလောက်ခဲ့လို့ဒီခုဘဝမှာတော့လည်းကအတိတ်ကအရှင်နေတခုမှာတော့လည်းကသူကလောက်ခဲ့လို့အစင်မပြေဖြစ်နေတာမိဘကိုလှုပ်ကြွေးတယ်ဒါနကုသိုလ်ပြုသူများကိုပူတယ်သီလတွေစောင့်ထိုင်နေဆိုတော့ကုသိုလ်ကံရဲ့အကြောင်းတရားကတော့ကောင်းတဲ့အကြောင်းတရားဖြစ်တဲ့အတွက်ကြောင့်တရှိကြခုကိုကောင်းတဲ့အကျိုးတရားတွေ ပေးမှာပဲဖြစ်ပါတယ်တဲ့။ရောဆရာတော်ဘုရားကြီးဟောတယ်လို့ဥဒောဆိုတာအရှင်တန်ရင်ကိုယ်ကိုတာဝန်ယူပေးမှာတဲ့။ဥဒောကကိုယ်ကလုတ်ပြီးပြီးပြီးသူကနတ်ကနေလိုက်နေမှာဆာယာဝအမှုပါရင်းနဲ့အရေးလို့မခွင့်မခါနတ်ကလိုက်နေဘေးရှင်ချိုးပေးရမှာလဲဘေးရှင်ချိုးပေးရမှာလဲဘေးရှင်တကားဖွင့်မလဲဆိုတာကိုကြည့်နေတယ်သူက။ ပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဝိရိယနဲ့အားထည့်လိုက်ပြီဆိုရင်သူကရှက်ချက်အကျိုးပေးကိုကလက်ကြည့်နေစရာမလိုဘူးသူကတာဝန်ခံပေးမှာအကုသိုလ်ကြတော့အဲ့လိုမဟုတ်ဘူးတဲ့ကိုကလုံပြီတာနဲ့နောက်ကလိမ့်နေတယ်ဘာလို့ဖို့လဲသူ့ဘုံမကောင်းကျိုးတွေပေးဖို့ဆင်းရဲဒုက္ခတွေပေးဖို့နှိပ်စက်ဖို့အစင်မပြေဖြစ်အောင်ဖန်တီးပေးဖို့အတွက်နောက်ကလိမ့်နေတယ်အကုသိုလ်ကံတွေက တော့အကုသိုလ်လုံးလိုက်ပြီဆိုရင်အဲ့ဒီအကုသိုလ်တွေကိုကိုကတာဝန်ယူပေးရတယ်။ကိုကတာဝန်ခံရတယ်။ကုသိုလ်ကြလို့ရှိရင်ကိုကတာဝန်ခံရမှာမဟုတ်ဘူး။သူကတာဝန်ခံပေးတာတဲ့။ဒါဒီကတာလေးကိုမြတ်စွာဘုရားကအနာတပင်တထေးပေါ့။တအားလူရဲ့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 နဲ့မန်တော့လူလို့စီးပွားပြတ်သွားတာတော့မဟုတ်ဘူး။သူကနေနေအဆင်မပြေဖြစ်သွားတယ်။နာအဆင်မပြေဖြစ်သွားတယ်။အဲ့ဒီအခါမှာသူက လူနေရအတိုင်းအများကြီးဖြင်းကောင်းကောင်းနဲ့မလူနိုင်တော့ပဲနဲ့။ဟာပုံးရည်ဖင်းရည်အပိရည်ဒီနှစ်ခွက်တင်းနဲ့ပဲရှင်တော့စကွေးထမင်းပေါ့စကွေးထမင်းဆွမ်းအဲ့ဒါနဲ့ပဲရှင်တော့ရှိရှိတုန်းကတော့ပုံးရည်ဟင်းလို့ပုံးကိုကရတာအဲ့ငါပိရည်တို့စရာနဲ့ဆွမ်းတင်းခုပဲနေမှာပေါ့လေ။ဟာသူ့ကိုသူစိတ်မကောင်းဘူးပေါ့ငါ။ဟာဒီလိုနွန်းနွန်းပပလေးပဲလူနေရတယ်ဆိုပြီးတော့အဲအဲ့ဒါကိုမြတ်စွာဘုရားကဒီလိုမတွေးနဲ့ ငါကငါရဲ့အတူဟာနွမ်းပါတယ်ခေါင်းပါတဲ့အတူပေါ်ပဲငါထူရတယ်လို့မတွေးနဲ့သင်လှူထားတဲ့သင်အလူကံပုံပေါ်တည်းဟာတီလဝန္တပုံပေါ်တည်းဖြစ်တဲ့အတွက်ကြောင့်သူသင်လှူတဲ့ဒါနမှာတကယ်ပဲအခက်ဒက်ခိနေရဒါနာမဟံပလမဟာနိဒံကအကျိုးပေးမြပါတယ်လို့ဒီလိုမြတ်ဗုဒ္ဓကမိကြတယ်ပြီးတော့သူရဲ့ တကားခုံမှာစောင့်နေတဲ့နတ်အဲ့ဒီနတ်ကအနာတမင်တစ်ရဲ့အတူဒါနကိုပါတို့မခုံအခုလိုစင်းရတော့အပွဲရပြီဆိုပြီးတော့အနာတမင်တစ်ကိုပြောတယ်။သင်ကဒါလူလာကိုသူရင်မွေးမှာပေါ့မလူနဲ့လို့ပြောတယ်။အနာတမင်တစ်ကသင်ကဘသူလဲဒီငါတကားခုံမှာစောင့်နေတဲ့နတ်ပါအော်သင်ကငါ့ကိုဒီလိုပြောရော ပြိုးရည်လားဆိုပြီးတော့လက်ဖြတ်ခတ်ပြီးတော့သွားဆိုပြီးတော့နေထုတ်လိုက်တယ်။သူကလွန့်ထွက်တော့နေရာမရဖြစ်တော့။နောက်အိုးတဒါရထာဝီလိုလကဝီလိုဘက်ကကုဝေရာနေမကြီးတွေစီပေါ့ရောက်။သူတို့စီမှာနေစရာတောင့်သူတို့ကလည်းမပေးရည်။တကြမင်းစီကိုရောက်တကြမင်းစီမှာနေစရာတောင့်တော့တကြမင်းကအမင်းကတန်ပေး။အနာတပင်တတိစီကလိန်သွားတဲ့ ြည်စည်ဥစ္စာကတိကတိစစ်ရှိကတိရှိတယ်အဲ့ဒါတွေကိုရအောင်မင်းကပြန်လုပ်ပေးသူ့ရဲ့ဗန္တာတိုက်ထဲမှာထိပ်ပေးဟောသမုဒ္ဒရာတိကိုစီဝင်သွားတဲ့သမုဒ္ဒရာထဲမှာရှိနေတဲ့ပိုင်ရှင်မေကတိပေါင်းစစ်ရှိကတိရှိတယ်အဲ့ဒါကိုလည်းပဲမင်းကယူပြီးတော့သူ့ရဲ့ဗန္တာထဲမှာထိပ်ပေးအဲ့ဒီအလုပ်တွေကိုလုပ်ပြီးမှပြီတောင်းပန်တောင်းပန်ပြီးတော့မှပြီသူကနေရာပေးမှအဲ့ဒီကိုပြန်သွားလို့ဒီလိုခိုင်းတယ်အဲ့ဒီအတိုင်းလုပ်လိုက်တယ် နောက်တောင်းပန်တောင်းပန်တော့ကြည်အဲ့တော့နေရာပြန်ရတော့အဲ့ဒီဒေသနာအဲ့ဒီဝတ္ထုပေါ်အကြောင်းပြုပြီးတော့မြတ်စွာဘုရားဗုဒ္ဓကဒီဒေသနာကိုပေါ်တာဖြစ်ပါလေ။ကိုကကောင်းတာလုံနေတုံညာလေးပဲအစင်မပြေဘူးဆိုတာဂျုံရနိုင်လားမဂျုံရနိုင်ဘူးလား။ဂျုံရနိုင်တယ်။အဲ့ဒါကြောင့်အစင်မပြေမှုဂျုံရတုံညာလေးပဲဒါတိကောင်းတာလုံနေတော့မဟုတ်ဘူးဆိုတာကိုဦးဇင်းတို့နားလည်ထားဖို့လိုပါတယ်။ ဟုတ်ရလားဒါကြောင့်ဦးဇင်းတို့တွေအားလုံးဗုဒ္ဓသာသနာနဲ့တွေ့ကြုံခဲ့ဗုဒ္ဓရဲ့တရားတော်များကိုနာယူခွင့်ရတုံးလေးမှာဗုဒ္ဓကပေးတဲ့အသိပညာရှိခိုက်ဉာဏ်ပညာတွေကိုရရှိခိုက်မှာဒါနကုသောကံတွေပြုကြပါမယ်သီလကုသောကံတွေလည်းစောင့်တည်ကြပါမယ်ဓမ္မသစ္စမိမိရဲ့ခန္ဓာ၅ပါးယုံနာနပပုံမှန်လေးပဲတို့ရဲ့ခန္ဓာ၅ပါးသည်အနိစ္စမတည်မြဲပါတကဒုက္ခဆင်းရဲလာပါတကအနတ္တအစိုးမရပါတကဟူရဲ့ဝိပဿနာဉာဏ်ဖြင့် ရှုမှတ်ပြီးသားကာလအိုခြင်းနာခြင်းသိခြင်းကိယာမျက်နှိမ့်ပံတော့ရောက်နိုင်တော့တော်ကောင်းတော့ကိုစီကိုစီဖြစ်ကြပါစေတည်း